ဖြစ်စားနေတဲ့ AI profile ပုံစံလေးကိုကျွန်တော်တို့ဖန်တီးတက်မှာဖြစ်ပါမယ်။ Okay အဲ့တော့ကျွန်တော်တို့အဲဆုံး download software လေးတစ်ခုကို download ဆက်ရမယ်ပေါ့နော်။ Okay အဲ့ software လေးကတော့ကျွန်တော်တို့ Play Store ထဲမှာကျွန်တော်တို့ bin ဆိုတဲ့ account လေးပေါ့နော်။ BING bin ဆိုတဲ့ account လေးကိုကျွန်တော်တို့ရရှာပြီးတော့ကျွန်တော်ဒီမှာဒီ software လေးကိုပေါ့နော်ကျွန်တော် download ဆက်ပေးရပါမယ်။ Okay ကျွန်တော်တို့ download ဆက်ပေးတာဆိုတော့မဆက်ရတော့ဘူး။ Okay တကယ်တော့ကျွန်တော်တို့ဟိုလာပါတော့မသိတဲ့လူတွေကြတော့ကျွန်တော်တို့ ဒီမှာကျွန်တော် description မှာဒါ link လေးချပေးတော့မှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒါတော့ဆက်ပြီးပါရင်ဒီ bin ဆိုတဲ့ account ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်ဝင်ပြီးွားရင်ကျွန်တော်တို့ဟိုကဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ permission နဲ့ကျွန်တော်တို့တောင်းလိုက်မယ်အဲ့မှာကျွန်တော် allow ဆိုတဲ့ account လေးနှိပ်ပေးမယ်ပြီးကျွန်တော်တို့ continue ဆိုတဲ့ account ကိုနှိပ်လိုက်မယ်နှိပ်ပြီးွားတဲ့ခါကျရင်ဒါကတော့ကျွန်တော်တို့ accept ပေးချင်ရတယ်မပေးချင်ရတယ်ပေါ့နော်ကျွန်တော်တို့ buy use တဲ့ app ဆိုတဲ့ account လေးကိုပေါ့နော်ကျွန်တော်နှဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီညာဘက်တောက်ဆုံးက app ဆိုတဲ့ account လေးကိုကျွန်တော်နှဲ့လိုက်မယ်နှဲ့လိုက်မယ်နှဲ့ပြီးသွားရင်ဒီမှာကျွန်တော်တို့ account လုံမယ်ပေါ့နော်ဥပမာကျွန်တော်တို့သူ Microsoft account လေးကိုကျွန်တော်တို့လုပ်ပေးရမယ်။အဲဒါ okay အဲ့တော့ကျွန်တော်တို့ account ရင်ဖောက်မှာဖြစ်တဲ့တည်းကျွန်တော်တို့ sign in to sign in ဆိုတဲ့ account လေးကိုကျွန်တော်နှိပ်လိုက်မယ်။နှိပ်ပြီးရင်ဒီမှာကျွန်တော်တို့ ဒီမှာဒီကောင်လေးကိုအဆက်နောင်းဆိုပြီးတော့ကျွန်တော်တို့ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာအကုန်လုံးမလို့မှာကျွန်တော် Microsoft account ရှိရဆိုရင် Microsoft account ရဲ့ Gmail ဖြစ်ဖုန်းနံပါတ်ဖြစ်ဖြစ်ထည့်လိုက်ပါတော့။ဟုတ်ရင်မရှိတဲ့လူတွေကြတော့ကျွန်တော်တို့အတက် fail လုပ်မယ်ပေါ့နော်။ K1 ဆိုတဲ့ account လေးကိုကျွန်တော်နှိပ်လိုက်မယ်။နှိပ်ပြီးရင်ကျွန်တော်ဒီမှာ Gmail နဲ့ဖောက်ပြမယ်ပေါ့နော်။ Okay Okay အကုန်လုံးမလို့ Gmail ကိုထည့်ထည့်လိုက်ပါကျွန်တော်ကတော့ကျွန်တော် Gmail လေးကိုတော့ထည့်လိုက်မယ်ပေါ့နော်။ ဟဲ့ပြီတော့ next one ကလည်းဆက်နိုင်မယ်။နိုင်ပြီဒီမှာကျွန်တော်တို့ password ပေါ့နော်အကုန်လုံးမှာ password ရိုက်ထည့်လိုက်ပါကျွန်တော် password ကျွန်တော်ရိုက်ထည့်လိုက်ပါပေါ့နော်။နိုင်ပြီကျွန်တော်တို့ဒီမှာ first name last name ကျွန်တော်တို့တောင်းမယ်။ okay ကျွန်တော်အဲ့တော့ဒီမှာစာနာမည်လေးပေါ့နော်ရိုက်ထည့်လိုက်မယ်။ပြီးရင်ကျွန်တော်ဒီမှာဟိုစာတီးရေးရမယ်ပြီးတော့ birthday တွေရေးရမယ်ပေါ့နော် okay အဲ့ကလေးကျွန်တော် birthday တွေပါတယ်နော်ကျွန်တော်ဝိဆုံး ကျန်တဲ့ဘောโอเคကားကြီးရတော့ဒီမှာဆိုရင်ဒီမှာပေါ့နော်ပြီးရင်ဒီမှာကျွန်တော်ဂျီမေးကိုကုတ်လေးကြားလာလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့ဂျီမေးပေါ့နော်ဂျီမေးနေရာမှာကျွန်တော်တို့ကုတ်သွားကြည့်ရမယ်ပေါ့နော်โอเคဒီမှာတော့ Microsoft ရဲ့ဟိုကုတ်လေးကြားလိုက်ပေါ့နော် အဲ့တော့ကျွန်တော်ဒီညမှာရိုက်ထိုင်လိုက်မယ်ပိတ်ကောင်းနဲ့ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်။ဘာမှတော့သူကသူ့လက်ညှိုးညွှန်တဲ့အတိုင်းကိုကျွန်တော်တို့ကလိုက်ပြီးတော့တောင်းပေးရပါတော့ဆိုင်ရယ်ရောအဲ့လိုမျိုးပေါ့။ဒီအိခက်တာမဟုတ်ပါဘူး။အဲ့ဒါကိုသူပြောတဲ့အတိုင်းကိုကျွန်တော်လက်ပြင်ပြီးသွားရဆိုရင်ကျွန်တော်ဒီမှာကောက်ကောက်မဆိုဆော့ကောက်ခံတီးလို့ပြီးသွားမယ်ပေါ့နော်။ဘယ်ဒီမှာကျွန်တော်ဟို Wi-Fi လို့လို့ပြီးသွားပြီပေါ့နော်။ဘာမှ ထွက်တဲ့နေရာတော့မဟုတ်ပါတော့ကျွန်တော်တို့သူလက်ညှိုးဟိုလက်နှာချောင်းညှိုးတဲ့အတိုင်းအတိုင်းကိုကျွန်တော်တို့ကလိုက်ပြီးတော့ဟိုလိုက်ချိန်ပေးရုံပဲပေါ့နော်โอเคပြီးရင်ကျွန်တော်ဒီမှာနည်းနည်းဆောက်လိုက်မယ်ဆောက်ပြီးရဆိုရင်ကျွန်တော်ဒီမှာဟို Microsoft Cloud Foundry လို့ပြောရအောင်ပါနော်ခေးဒါလေးကိုနည်းနည်းဆောက်ရမယ်โอเคဒီမှာကျွန်တော်တို့ account foundry ပြီးပါပြီ account foundry ပြီးတော့ဆိုတော့ကျွန်တော်ဒီ app ဆဲမှာပေါ့ဒါ guide account လေးကိုနှဲ့လိုက်ပါနော်ပြီးကျွန်တော် button လေးထွက်လိုက်မယ် တော့ပြီးရရင်ဒီမှာတော့ညာဘက်တော့ app ဆိုတဲ့နေရာမှာတော့ဒီမှာအပေါ်တော့မှာပေါ့နော်ကျွန်တော် profile ဒီလိုသားပေါ့အမကဆောက်ကောက်ဖန်ကြီးရရပါဖြစ်တဲ့တက်ကျွန်တော်တို့ဆင်းဝင်ခိုင်းတော့ Okay အဲ့မှာကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်ဒီမှာအောက်လေးနည်းနည်းဆွဲရအောင်ပေါ့နော်ဆွဲလိုက်ရင်တော့ဒီညာဘက်တက်မှာပဲ image creator ဆိုတဲ့ကောင်းရင်းရှိတယ်အဲ့ကောင်းလေးကျွန်တော်နှဲ့လိုက်မယ်ဒါပြီးသွားဆိုရင်ဒီမှာကျွန်တော်တပုတ်နေကိုဖန်တီးမှာပေါ့နော်။ဟုတ်ကဲ့ကျွန်တော်တပုတ်နေကိုဖန်တီးရဲ့ဆိုတော့ကျွန်တော်စာလေးပေါ့နော်။ ကျွန်တော်တို့စာလေးဖတ်သိမဲ့ဟိုစာပေါ့နော်တပုံစာလေးပေါ့နော်စာလေးအနေနဲ့ကြည့်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ရေးပြီးသားဟာရှိတယ်အဲ့ဒါကိုလည်းကျွန်တော် description မှာကျွန်တော်ချပေးထားမှာပေါ့နော်အဲ့ကျွန်တော် description မှာရမယ့်စာတွေကိုကျွန်တော်ချပေးထားမှာကျွန်တော်ခဲတက်တိတိုင်းရယ်ကျွန်တော်တို့ point တက်တိတိုင်းရယ်ဆိုပြီးကျွန်တော်နှစ်မျိုးလေးချချပေးထားမှာပေါ့နော်ဒီအလောတဲ့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ note ထဲမှာပေါ့နော် note ထဲကိုကျွန်တော်ပါလိုက်မယ် အဲ့တော့ကျွန်မကျွန်တော်ရေးထားတဲ့စာလေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်အခု copy ကူးလိုက်မယ်ပေါ့နော်အဲ့ copy ကူးလိုက်မယ်ကူးပြီးရင်ကျွန်တော်ဒီမှာ paste လာချလိုက်မယ်ပြီးရင်ပြီးရင်ကျွန်တော်တို့ join and create ဆိုတဲ့ကောင်ကိုနှိပ်လိုက်ရဒါမဲ့ဒီမှာကျွန်တော်တခုပြောချင်တာကကျွန်တော်ချပေးလိုက်တဲ့စာက favorite username ကကျွန်တော်ပေးထားတဲ့ username နဲ့ဆက်လာမှာပေါ့နော်ဒီကိုတို့မှတော့အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ favorite username နဲ့ဆက်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာနေပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့နာမည်လေးကိုရေးထားတယ်။ဘောစာဇနင်းဆိုဆိုလို့နော်။အဲ့လိုရေးထားတယ်။အခုမှတော့အဲ့လိုမဟုတ်ဘူးပေါ့နော်။အဲ့လိုမဟုတ်ဘူး။ဟိုမှာကဟိုမိုက်ကယ်ပဲထားပါ။အဲ့လိုနာမည်လေးတောင်းတင်တယ်။ကိုရဲ့ Facebook user name နာမည်လေးကိုအဲ့လိုတောင်းတင်တယ်ဆိုရင်လည်းအဲ့ညမှာကျွန်တော်တို့လာကောင်းကိုရတယ်ပေါ့နော်။အကြိမ်ပြီကျွန်တော်တို့ခွဲဆော်ကောင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်ဒီမှာခွဲတင်းလုပ်တယ်။ဟိုရဲ့ဒီမှာကျွန်တော်တို့၄ပုံပေါ့နော်၄ပုံ။ ကျွန်တော်တို့လေးပုံလာချပေးရဲ။ Okay ဒီမှာလေးပုံတော့လည်းတောက်ပုံနေတာမဆိုးဘောနော်။ဒီကျွန်တော်ဒီမှာပါတိတ်လဲဆိုရင်ကျွန်တော်ကျွန်တော်ဒီမှာပါတိတ်လဲဆိုရင်ကျွန်တော်ဒီကျွန်တော်ဒီပုံလေးကျွန်တော်ကြည့်လိုက်ပါဦးနော်။ဒီကြပုံလေးကိုကျွန်တော်ကြည့်လိုက်မယ်ဒီကောင်လေးပုံနော်။အာ Okay ။ ဒီအောင်လေးကိုကျွန်တော်တိုက်တယ်ကျွန်တော်ဒါတော့ဆက်မယ်ဆိုရင်လည်းကျွန်တော်ကမခတ်ဘူးကျွန်တော်ဒီအောက်ပါပေါ့နော်ဒီဇိုင်နာဆိုရင်အောက်ကညာဘက်တောက်ကအဆက်34ပေါ့နော်အဆက်34ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာဒါတော့ဆိုရင်ကောင်းရောကျွန်တော်လည်းနှိပ်လိုက်ဖေးဒီမှာတောင်းတော့တတ်ဆိုင်ပါပြီပေါ့နော်ပြီးတော့သူက fine fine ဟိုဒါ quality ကပေါ့နော် JB EG နဲ့ကျွန်တော်တို့ပေးရပေါ့နော်ဥပမာ PNG quality နိုင်တဲ့ကောင်လေးလည်းမဟုတ်ဘဲနဲ့ကျွန်တော် JB EG နဲ့သူကပေးပေးတောင်းခိုင်းရပေါ့နော် Okay 其他那个第二只房要么后生，要么老公又怂，那就买那房先